မင်္ဂလာပါဒီချက်ဒီနေ့သင်ပေးသင်ခန်းစာကတော့ chapter 9 electricity လျှက်စစ်အကြောင်းပဲဖြစ်ပါတယ်ဒီသင်ခန်းစာသင်ကြားရခြင်းရဲ့ရည်ရချက်ပေါ့ရည်ရချက်တွေကဘာတွေလဲဆိုရင် electric charge လျှက်စစ်တွေကိုစူးစမ်းလေ့လာဖို့အတွက်ရယ်နောက်လျှက်စစ်တစ်ခုကြားမှာရှိတဲ့တွန်းအား ။နောက်ဒါမှမဟုတ်ဆွဲအားတွေကိုခွဲခြားသိမြင်တတ်စေဖို့ဖြစ်ပါတယ်။နောက် characteristics of conductor, insulator and semiconductor လျက်ကူးလျက်ကတပိုင်းလျက်ကူးပစ္စည်းတွေရဲ့ကုန်သတ္တိတွေ။နောက်လျက်စစ်တပ်ညို့ခြင်း၊သွင်းခြင်းတွေကိုသိရှိနားလည်စေဖို့ရယ်။နောက်တစ်ခုကတင်းရင်လျက်စစ်ရဲ့အခြေခံဘုဒ္ဓတကိုနေ့စဉ်သုံးဘဝမှာအဲ့အသုံးပြုမှုတွေမှာအသုံးချတတ်စေရန်ဖြစ်ပါတယ်။နောက် introduction ဒီလျက်စရဲ့မိတ်ဆက်တာပေါ့နော်အဲ့ဒီမှာ electricity is a form of energy electricity ဆိုတာလဲစွမ်းရည်အသင်းတစ်မျိုးပဲဖြစ်တယ်လျက်စတက်ဟာလဲစွမ်းရည်ပုံစံတစ်မျိုးပဲဖြစ်တယ်အဲ့ဒီမှာလျက်စမှာနှစ်မျိုးရှိတယ်ဘာလဲဆိုရင် electrostatic လို့ခေါ်တယ် static electricity တည်ငြိမ်လျက်စနဲ့ electrodynamic လို့ခေါ်တယ် current electricity ဟောလျက်စငြိမ်တယ်လျက်စစီးနေတာပေါ့ current electricity ဆိုတာတချို့ကမီးတွေဖြန့်ထားတယ်လျက်စီးချောင်းတွေပေါ့အဲ့ဒါတွေကတော့ current electricity လို့ခေါ်တယ်ဒါတွေက electrodynamic ရွေးရှားနေတဲ့လျှက်စစ်ပေါ့ electrostatic ဆိုတာကတော့ငြိမ်နေတဲ့လျှက်စစ်တည်ငြိမ်လျှက်စစ်ကိုပြောတာပါအဲ့တော့ the study of electric chat address ရက်နေတဲ့ chat တွေအကြောင်းကိုပြောတာကတော့ electrostatic ပါ The study of moving electric charges and their interaction with magnetic and electric field. လျှက်စစ်စကွင်းနေနဲ့တန်လိုက်စကွင်းနေရဲ့ဂျားမှာရှိတဲ့ interaction တွေနောက်လျှက်စစ် chest တွေရွေးရှားမှုတွေကိုလေ့လာတဲ့ဘာသာရပ်ကတော့ electrodynamic လို့ခေါ်တဲ့ current electricity ပဲဖြစ်ပါတယ်ဆက်ကြည့်အောင် electric charge or electricity can be provided by batteries and generator but some material become charged when they are wrapped these charges are electrostatic charge or static electricity the two kinds of static electric charge are positive charge and negative charge. The uses of static electricity are electrostatic electricity, are electrostatic precipitator, inkjet printer, and photocopier. Another example of static electricity is lightning discharge. လျှက်စစ်ဒီ charge တွေပေါ့ electric charge တွေဟာ battery တွေ generator ကနေပြီးတော့ provide လုပ်ပေးနိုင်တာဖြစ်ပါတယ်ထုတ်ပေးထားတာပဲ ဖြစ်ပါတယ်။ဒါပေမဲ့တချို့ပစ္စည်းတွေပေါ့တချို့ material တွေကတော့သူတို့တွေကိုတစ်ခုနဲ့တစ်ခုနဲ့ပွတ်တိုက်ခြင်းအပြင်လျှက်စစ်တဲ့ရလာတယ်။ဥပမာတချို့တော့ငငယ်တော့ကမင်းတို့လည်းကစားဖို့ကြမှာပါ။တချို့တွေလည်းငငယ်တော့ကစားခဲ့ကြတယ်။ plastic ပေတံလေးနဲ့ဒီသပင်လေးတွေကိုပွတ်တာ။အဲကြားလာတဲ့အခါမှာတခါလေလျှက်စစ်တဲ့ရလာပြီးအဲ့ဒီပေတံလေးကိုစက်ကူစာလေးတွေအမုံလေးတွေရှိတဲ့နေရာမှာချလိုက်လို့ရှိလို့ရှိရင်အဲ့ဒီစက်ကူစာလေးတွေကပေတံမှာကတ်သွားတာပေါ့။အဲအဲ့ဒါမျိုးပေါ့။ဟာပစ္စည်းတစ်ခုနဲ့တစ်ခုနဲ့ပွတ်တိုက်လိုက်တဲ့အဲ့ဒီအခါမှာလျှက်စစ်တဲ့ရလာတာ။ ဲ့ဒါအဲ့ဒါမျိုးကိုဆိုလိုတာเนาะအဲ့တော့အဲ့ဒီလျှက်စစ်တွေကိုလျှက်စစ်ငိမ့်ဒါမှမဟုတ်တင်ငိမ့်လျှက်စစ်လို့ခေါ်တယ်အဲ့လိုပုတ်တိုက်ရဲ့ချင်းအပြင်ရလာတဲ့လျှက်စစ်တွေကိုတင်ငိမ့်လျှက်စစ်လို့ခေါ်တယ်လျှက်စစ် chat နှစ်မျိုးရှိတယ်အပောင်းနဲ့အနှုံနဲ့ positive chat နဲ့ negative chat အဲ့တော့တင်ငိမ့်လျှက်စစ်လျှက်စစ်ငိမ့်တွေကိုဘယ်တွေမှာသုံးလဲဆိုရင်မိုးရေချိန်တိုင်းဆက်တွေနောက်တစ်ခါမှင်သုံးတဲ့ printer တွေပေါ့မှင်သုံးတဲ့ inkjet printer printer တွေရဲ့နောက် that ဓာတ်ပုံကူးတဲ့စက်တွေပေါ့အဲအဲ့ဒီတွေမှာသုံးပါတယ်တင်ငိမ်မျက်စိရဲ့တခြားဥပမာတစ်ခုကတော့နောက်တစ်ခုကဘာလဲဆိုရင် lightning discharge ဟိုလျက်စိလက်ချင်းကို discharge ဖြစ်စေတဲ့အရာမိုးကြိုးလွဲပေါ့မိုးကြိုးလွဲလောက်တာတွေပေါ့အဲ့ဒါတွေမှာလည်းသုံးပါသေးတယ် electrical energy can be transformed into other forms of energy such as heat energy mechanical energy light energy and sound energy it is used in domestic electric appliance in industries transportation and communication works in technologically advanced countries scientists are trying to the generate considerable amount of electrical energy from the wind from the sea and from the sun လက်စစ်စွမ်းအင်ကိုအပူစွမ်းအင်အလုတ်စွမ်းအင်အလင်းစွမ်းအင်နဲ့အတန်စွမ်းအင်တွေလိုပဲတခြားစွမ်းအင်တစ်မျိုးကနေတစ်မျိုးတခြားစွမ်းအင်အသွင်တစ်မျိုးကိုပြောင်းပေးနိုင်တယ်အဲ့ဒီလက်စစ် စွိုင်းရင်ကိုပဲ home appliance တချို့တော့အိမ်ဒီမှာသုံးနေတဲ့လျှက်စပစ္စည်းတွေနောက်ဆက်ယုံတွေနောက်ပို့ဆောင်ဆက်သွယ်ရေးပစ္စည်းတွေပို့ဆောင်ဆက်သွယ်ရေးတွေလုပ်ငန်းတွေအဲ့ဒီတွေမှာလည်းအသုံးပြုတယ်နောက်နည်းပညာအဆင့်မြင့်တဲ့နိုင်ငံတွေမှာကြာရင်သိပ္ပံပညာရှင်တွေကလေတွေနောက်ပင်လဲတို့နေတို့စတဲ့အရာတွေကနေပြီးတော့ပမာဏကြီးတဲ့လျှက်စစွိုင်းရင်တွေကိုထောက်ယူနိုင်ဖို့အခုဆိုရင်စူးစမ်းနေကြပြီပဲဖြစ်ပါတယ် 9.1 electric charges and electric force electric charge is the physical property of matter that causes an electric force one place in an electromagnetic field electric charge may be either at rest static charges or in motion moving charges flow of the charges is called an electric current a french scientist Jufe studied the nature of electric charges poses by substance and found that there were only two kinds of charges. အော်လျှက်စစ်ဟာဂရတာယူဘဗေဒဆိုင်ရာဂုဏ်သတိတစ်ခုဖြစ်ပြီးတော့သူ့ကိုလျှက်စစ်တန်လိုက်စကွင်းတစ်ခုအတွင်းမှာထားလို့ရှိရင်လျှက်စစ်အားတစ်ခုကိုဖြစ်ပေါ်စေတဲ့အဲ့ဒီလျှက်စစ်အားတွေဟာတည်ငြိမ်နေတဲ့ဟိုလျှက်စစ်ဒါမှမဟုတ်ဟိုရက်နေတဲ့လျှက်စစ်ဒါမှမဟုတ်ရင်ရွေ့နေတဲ့လျှက်စစ်တွေဖြစ်နိုင်တယ်။နောက်လျှက်စစ်တွေဟာသူကဇက်တိုက်ရွေ့ က်တက်ရွေခြင်းနောက်လျက်စစ်တွေစီးခြင်းကိုတော့သူကလျက်စီးချောင်းတစ်ခုလို့ခေါ်တာပဲဖြစ်ပါတယ်။ဟောပြင်သစ်သိပ္ပံပညာရှင်ဂျူဖေးကတော့ပစ္စည်းတွေကနေသူကဒီပစ္စည်းတွေဆပ်ဆက်နေရနေပိုင်ဆိုင်ထားတဲ့လျက်စစ်တွေရဲ့သဘာဝကိုသူကလေ့လာခဲ့တယ်။အဲ့တော့ဒါကြောင့်မလို့လျက်စစ်နှမျိုးရှိတယ်ဆိုတာကိုတွေ့ရခြင်းပဲဖြစ်ပါတယ်။သူတွေ့ခဲ့ရတယ်ပေါ့နော်ဂျူဖေးက Benjamin Franklin named them positive church which is represented by a plus sign and negative charge by minus sign. Like charge repel and unlike charges attract. The closer the charge are, the greater the force between them. When two charged objects are brought together, they produce either attractive or repulsive force. Benjamin Franklin Jaro, Eri Lyasi, Kuna Tri, Lyasi Namu Longo, Lyasi Pone, Lyasi Ama, Sobiro, Ami Begere. positive charge ကို plus sign နဲ့ကိုစားပြုပြီးတော့ negative charge ကိုတော့ minus sign နဲ့ကိုစားပြုတယ်။နောက်မျိုးတူလျှက်စစ် တွေဟာအချင်းချင်းတွန်းတယ်။မျိုးတူရင်တွန်းတယ်၊မျိုးမတူရင်ဆွဲတယ်ဆိုပြီးတော့တွေ့ခဲ့တယ်။အဲ့တော့မျိုးတူတဲ့လျှက်စစ်တွေကတစ်ခုကိုတစ်ခုတွန်းကန်ပြီးတော့မျိုးမတူတဲ့လျှက်စစ်တွေကတော့တစ်ခုကိုတစ်ခုဆွဲငင်တယ်။အော်လျှက်စစ်တွေဟာပိုပိုပြီးတော့နီးကပ်လေးလေး သူတို့ရဲ့ကြားထဲမှာရှိတဲ့အာပမာနာဟာများလာလေးလေးဖြစ်တယ်အဲ့တော့တက်စစ်တက်ရှိတဲ့ဝိတုနှစ်ခုကိုနီးကပ်အောင်လှုပ်ပေးခြင်းအပြင်ဒီပုံလေးတွေမှာပြထားတဲ့အတိုင်းပေါ့နော်အဲတက်စစ်တက်ရှိနေတဲ့အရာဝိတုလေးတွေကိုနီးကပ်အောင်ပြုလုပ်ခြင်းအပြင်သူတို့တွေမှာဆွဲအားဒါမှမဟုတ်တွန်းအားတွေဖြစ်ပေါ်စေတယ်တက်ရောက်စေတယ်ဒီမှာဆိုရင်မျိုးတူတဲ့အပေါင်းအပေါင်းချင်းအနှုတ်နှုတ်ချင်းဆိုရင်မှတွန်းတယ်ဝေးသွားတယ်လေ ဟောဒီမှာအပေါင်းနဲ့အနှုံနဲ့မျိုးမတူဘူးအဖိုနဲ့အမနဲ့ကတော့စွဲငင်နေပေါ့နော် The electric force between two chairs object is one of the fundamental forces of nature The electric force holds the particles that make up an atom together Charged objects can exert forces to other charged objects without being in contact with them This is possible because there is an electric field around each charge လျက်စစ်ရှိတဲ့ဝတ္ထုနှစ်ခုကြားမှာရှိတဲ့လျက်စစ်အားဟာသဘာဝအခြေခံအားတွေကတစ်ခုဖြစ်တယ်လျက်စစ်အားဟာဆိုရင်အတန်တစ်ခုဖွဲ့စည်းဖို့အတွက်အမုံတွေကိုသူကထိန်းချုပ်ထားတယ်လျက်စစ်ရှိတဲ့ဝတ္ထုတွေဟာတခြားလျက်စစ်ရှိတဲ့ဝတ္ထုတွေနဲ့ထိတွေ့တဲ့ထိတွေ့ခြင်းမရှိပေမဲ့လျက်စစ်အားတက်ရောက်နိုင်ပါတယ်ဘာလို့လဲဆိုတော့လျက်စစ်တစ်ခုစီရဲ့ဘေးပတ်ပတ်လဲမှာလဲလျက်စစ်စကွင်းတစ်ခုစီတစ်ခုစီရှိနေတယ်ဆိုတဲ့အဓိပ္ပာယ်ပါ unit of charge အဲ့တော့လျှက်စစ်ရဲ့ unit ပေါ့လျှက်စစ် unit ကိုလျှက်စစ်ချက်တွေ့ unit ကိုဘယ်လိုသတ်မှတ်လဲပေါ့ the in si unit electric charge is measured in coulomb cg in honor of charles augustin d coulomb a french physicist he discovered that the force between two charged objects depends on the magnitude of their charges and on how far apart they are since the magnitude of charge of an electron is 1.6 into 10 power minus 19 coulomb, 1 coulomb of charge is equivalent to the charge of 6.25 into 10 power 18 electron. 1 coulomb is relatively large value of charge. 1 microcoulomb equal 10 power minus 6 coulomb. အဲ့တော့ပြင်သစ်ယူပဗေဒပညာရှင် 6 August 29ကုလောင်းကိုဂုံပြူတဲ့အနေနဲ့လျှက်စစ် charge ကယူနစ်ကိုကုလောင်းစီအကြီးနဲ့တုံးတယ်အဲ့ဒီပညာရှင်ဟာလျှက်စစ်ရှိတဲ့ဝိထုတစ်ခုကြားမှာရှိတဲ့လျှက်စစ်အားဟာလျှက်စစ်တွေရဲ့ပမာဏနဲ့အဲ့ဒီလျှက်စစ်တွေဘလောက်ဝေးกว่าတယ်လဲဆိုတဲ့အပေါ်မူဒီချောင်းကိုသူဟာတွေ့ရှိခဲ့တယ်။ electron တစ်လုံးရဲ့ charge ပမာဏဟာ1.6 into 10 power -90 ကုလောင်းရှိတဲ့အတွက်လျှက်စစ် 1ကူလောင်းမှာ electron အရေအတွက်6.25 into 10 power 18 electron ရှိတဲ့ charge ပမာဏနဲ့ညီမျှတယ်1ကူလောင်းကတော့တိတိတသာကြီးမားတဲ့ charge ပမာဏ1ကူလောင်းကတော့1 micro ကူလောင်း1 micro ကူလောင်းကြတော့သူက1 into 10 power 6ကူလောင်းနဲ့ညီမျှတယ်1ကူလောင်းရဲ့တန်းပုံပုံတပုံပဲရှိပါတယ်ဒီ micro ကူလောင်းက ီကျတော့အများဆုံးဒီလျှက်စစ်တွေမှာသုံးတာမိုက်ခရိုကူးလောင်းနန်နိုကူးလောင်းပီကိုကူးလောင်းစသဖြင့်သုံးပါတယ်စัจကြောင် charge is one of quantized physical quantities it mean that charge cannot take any arbitrary value but only discrete value that are integral multiples of the fundamental charge that is charge of an electron q equal to ne square q ဒီ formula မှာဆိုရင် q equal to n e where q equal to electric charge n equal to integer e equal to charge of an electron electron တလုံးရဲ့တန်ဖိုး1.6 into 10 to minus 90 c လောက်အဲ့တော့လျှက်စစ်တွေဟာကန့်သက်တန်ဖိုးရှိတဲ့ physical quantity တွေထဲကတစ်ခုဖြစ်တယ်ဆိုလိုတာကတော့သူက charge ကိုကြိုက်ရတန်ဖိုးလိုရာပြစ်တန်ဖိုးကိုမယူနိုင်ဘူး မရှိနိုင်ဘူး။ဒါပေမဲ့လျှက်စစ် charge ကဒီ charge တွေဟာအခြေခံလျှက်စစ်ဖြစ်တဲ့ electron တစ်လုံးရဲ့လျှက်စစ်ပမာဏ charge of electron ရဲ့ကိန်းပြည့်အစရှိတဲ့တီးတန်ကွက်တီတန်ဖိုးတွေကိုဒါယူပြီးတော့သုံးပါတယ်။အဲ့ဒီနေရာမှာ number of charge တို့ charge ပမာဏတို့တွက်မယ်ဆိုရင် q equal to n e ဆိုတဲ့ formula နဲ့တွက်တယ်။ဒီမှာလဲ q တဲ့ရှင်းလင်းချက်က q ဆိုတာ electric charge ဖြစ်တဲ့ n က integer ကဏန်းတစ်ခုခုပေါ့နော်အရေးအတွက် E ရတော့ E အသေးလေးရတော့သူက electron ရဲ့ charge ပမာဏလျှက်စစ်ပမာဏကိုဆိုလိုခြင်းပဲဖြစ်ပါတယ်။ဟော9.2 matter and electricity ဓာတ်သားတွေနဲ့ဓာတ်ထုနဲ့လျှက်စစ်ပေါ့ matter is composed of atom which are very small inside and atom consists of core core the nucleus around which the particles called electrons are moving in orbit An electron is negatively charged particle having a charge of minus 1.6 into 10 power minus 90 coulomb. The nucleus consists of two kinds of particles called proton and neutron. A proton is positively charged particle and a neutron is an uncharged particle. အော်ယောဝိတုပစ္စည်းတွေဖြစ်တဲ့ဒီ drug သားတွေပေါ့ drug တွေပေါ့ matter တွေကို အရန်သိငယ်တဲ့ atom တွေနဲ့ဖွဲ့စည်းထားတယ် atom တစ်ခုမှာ ကိုးလို့ခေါ်တဲ့ဥတိုင်းပေါ့ nucleus ပေါ့ပါဝင်တယ် electron လို့ခေါ်တဲ့အမှုန်တွေက nucleus ကိုလှက်ပတ်အဲ့တော့ nucleus ထဲမှာတော့ဘာတွေရှိလဲဆိုရင် proton နဲ့ neutron တွေရှိတယ် ရိုတွန်နဲ့နျူထရွန်လို့ခေါ်တဲ့အမှုန်တွေနျူကလ িয়াস ထဲမှာရှိရပေါ့နော်။အဲ့တော့အီလက်ထရွန်ဟာလျှက်စက်အမှဖြစ်ပြီးတော့1.6 into 10 power -90 ကူလောင်ပမာဏရှိတယ်။နျူကလ িয়াস ထဲမှာပါတဲ့အမှုန်တစ်ခုကတော့ပရိုတွန်နဲ့နျူထရွန်နဲ့ဖြစ်ပြီးတော့နျူထရွန်ကလျှက်စက်တန်ဖိုးမရှိဘူး။ပရိုတွန်ကတော့အပေါင်းဆောင်တဲ့အပေါင်းလျှက်စက်ဓာတ်ရှိပါတယ်။အတန်တစ်ခုမှရှိတဲ့ပရိုတွန်ဟာအပေါင်းဆောင်ပြီးတော့ နျူထရွန်ကတော့လျှက်စစ်တတ်မရှိဘူးအဲအဲ့ဒီပရိုတွန်နဲ့နျူထရွန်နဲ့ပါတဲ့နျူကလ িয়াস ကိုလှက်ပတ်နေတဲ့အီလက်ထရွန်ကတော့ negative charge ပဲဖြစ်ပါတယ်ကဲဆက်ကြည့်အောင် in the normal atom the number of orbiting electrons in always equal to the number of proton since the magnitude of positive charge of the nucleus is equal to that of the total negative charge of electron a normal atom has no net charge it is said to be electrically neutral အဲ့တော့ atom တစ်ခုမှာတာမန် atom တစ်ခုပေါ့နော် normal atom တစ်ခုမှာ electron အရေအတွက်နဲ့ proton အရေအတွက်တရားတူတယ် nucleus ကလျှက်စစ်ဖို့ပမာဏဟာလျှက်စစ်မှဒီ electron ပမာဏရဲ့စုစုပေါင်းအရေအတွက်နဲ့တူညီတယ်ဒါကြောင့်မလို့ normal atom တစ်ခုမှာ charge မရှိဘူးဆိုလိုတာကတော့တာမန် atom တစ်ခုမှာလျှက်စစ်ဓာတ်မဲ့နေတာကိုပြောချင်တာအပေါင်း charge အရေအတွက်နဲ့အနှုတ် charge အရေအတွက်တွေတူတဲ့အတွက် तू က no net charge ဖြစ်နေတယ် electrically neutral ပြည့်စစ်တဲ့မဲ့နေတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ် if an atom gain one or more electron it's carried a negative charge if an atom lose one or more electron it began positively charged when an atom becomes a charged atom it is called an ion ဒါကိုကြည့်မယ်ဆိုရင် အက်တမ်တစ်ခုဟာအီလက်ထရွန်တစ်လုံးဒါမှမဟုတ်တစ်လုံးထက်ပိုတဲ့အီလက်ထရွန်တွေကိုရလာမယ်ဂိမ်းဆိုတာရလာမယ်ဆိုရင်အဲ့ဒီအက်တမ်မှာအနှုတ်ချက်တွေပိုသွားမယ်ဒါကြောင့်မလို့ negative ချက်ဖြစ်သွားမယ်အဲ့လိုပဲအက်တမ်တစ်ခုဟာအီလက်ထရွန်တစ်လုံးဒါမှမဟုတ်တစ်လုံးထက်ပိုတဲ့အီလက်ထရွန်တွေကိုယော့သွားမယ်ဆိုရင်အဲ့ဒီအက်တမ်ဟာ positive charge ဖြစ်သွားမယ်အဲ့ဒီအက်တမ်ကိုတော့အခုနောက်လိုမျိုး negative charge ဖြစ်သွားတဲ့အက်တမ် positive charge ဖြစ်သွားတဲ့အက်တမ်တွေကို ion လို့ခေါ်မယ် I R O N iron မဟုတ်ဘူးနော် iron I O N iron ချက်ဆောင်တဲ့အမုံလေးတွေလို့ခေါ်တာ iron လို့ခေါ်ပါတယ်အဲ့တော့တဘာဝအတန်တစ်ခုမှာဆိုရင်ဒီ neutral အတန်ပေါ့ neutral အတန်တစ်ခုမှာဆိုရင် proton positive အရေအတွက်နဲ့ electron negative အရေအတွက်တွေကတူညီစွာရှိမယ်အဲ့ဒါဥပမာအနေနဲ့တချို့တို့ helium ကိုကြည့်ရအောင် helium မှာမှာ the neutral atom ပေါ့ helium has the same number of electron than proton အဲ့တော့ တဘာဝအတမ်ဖြစ်တဲ့ neutral atom ဖြစ်တဲ့ helium မှာ electron အရည်အတွက်နဲ့ proton အရည်အတွက်တွေဒီမှာတူတယ်။အာ proton အစိမ်းလေးပြထားတယ်။အမအစိမ်းလေးကလည်းနှလုံး neutron အနီလေးကလည်းနှလုံးပဲ။ဟော proton အရည်အတွက်နဲ့ electron အရည်အတွက်တွေအတမ်တိုင်းမှာတူတယ်ဆိုတဲ့အတွက်လည်း electron အရည်အတွက်လည်းတူပါတယ်။9.3 conductor insulators and semiconductor လျက်ကူးပစ္စည်းလျက်ကပစ္စည်းနဲ့တပိုင်းလျက်ကူးပစ္စည်းတွေအကြောင်းပဲဖြစ်ပါတယ်။ As already mentioned, in an atom, the negatively charged electrons are moving around a positively charged nucleus. Some of these electrons are near the nucleus, while other electrons are further away from the nucleus. Since positive and negative charges attract each other, electrons experience an attractive force of the nucleus. နျူကလ িয়াস ထဲမှာရှိတဲ့အလျက်စစ်ဖိုးတွေကိုလှက်ပတ်နေတယ်။တချို့အီလက်ထရွန်တွေကတော့နျူကလ িয়াস နဲ့နီးနေပြီးတော့တချို့အီလက်ထရွန်တွေကတော့နျူကလ িয়াস နဲ့ခတ်ဝေးဝေးမှာရှိကြတယ်။အဲ့ဒီအခါမှာ positive charge တွေနဲ့ negative charge တွေဟာတစ်ခုနဲ့တစ်ခုနဲ့ဆွဲငင်တယ်ဆိုတာဒီကျတော့အရင်ကတည်းကတစ်ပြီးဖြစ်ခဲ့လေအီလက်ထရွန်တွေနဲ့နျူကလ িয়াস တွေမှာဆွဲအားတွေဖြစ်ပေါ်တယ်ဆိုတာလည်းနားလည်ပါလိမ့်မယ်ဒါဆိုရင် ဆက်ကြည့်အောင် as the attractive force is greater for the electrons closer to the nucleus so these electrons cannot move freely this means that the inner electrons are tightly bound by the nucleus the electron closer to the nucleus are called bound electron electron တွေကို nucleus ကကြီးမားတဲ့ဆွဲအားနဲ့ဆွဲထားပေမဲ့အဲ့ဒီ electron တွေဟာလွတ်လွတ်လပ်လပ်မရွေ့ရှားနိုင်ဘူးဆိုလိုတာကသူက nucleus က အတွင်းပတ်လမ်းမှာရှိတဲ့အီလက်ထရွန်တွေကိုတင်းတင်းကြပ်ကြပ်စီးနှောင်ထားလို့ပဲဖြစ်ပါတယ်။ဒါကြောင့် nucleus နဲ့ပိုပြီးနီးတဲ့အီလက်ထရွန်တွေကို bound electron စီးနှောင်အီလက်ထရွန်လို့ခေါ်တယ်။ဒီပုံမှာလည်းပြထားပါတယ်။ The electron far away from the nucleus or the outer electron experience less attractive force of the nucleus. This means that the outer electrons are loosely bound and are called free electron. They can move from one atom to another. ော်နျူကလ িয়াস နဲ့ဝေးနေတဲ့နေရာအပြင်ဘက်မှာရှိတဲ့အီလက်ထရွန်တွေကိုတော့နျူကလ িয়াস ကနဲတဲ့ဟောအားနဲတဲ့ဆွဲငင်အားနဲ့သူဆွဲတယ်အဲ့လိုဆွဲတဲ့အခါမှာအီလက်ထရွန်တွေဟာလွတ်လွတ်လပ်လပ်ရွေရှားနိုင်တယ်ဘာလို့လဲဆိုရင်နျူကလ িয়াস က loosely bound ဆိုတော့ရော်ရဲတဲ့အားနဲ့ရော်ရဲစွာစီးနှောင်ထားလို့ပဲဖြစ်ပါတယ်အဲ့ဒီအီလက်ထရွန်တွေကိုတော့ free electron လို့ခေါ်ပါတယ် free electron တွေဟာဆိုရင် atom တစ်ခုကနေအခြား atom တစ်ခုကိုသူက ခုံကူးနိုင်တယ်ဘာလို့လဲဆိုတော့ရော်ရဲစွာစီးနောင်ထားတဲ့အတွက်ပုံမှန်လည်းပြထားပါတယ် free electron တွေကဒီမှာတခြားတစ်ခုကနေတစ်ခုကိုပတ်လန်းတစ်ခုကနေတစ်ခုကိုသူကကူးပြောင်းနိုင်တယ် the number of free electron in a substance depends upon the nature of that substance the substance which has plenty of free electron is called a conductor and the substance which has very few or no free electron is called an insulator ပစ္စည်းတစ်ခုထဲမှာရှိတဲ့ဒီ free electron ပေါ့လွတ်လပ်တဲ့ electron free electron အရေအတွက်ဟာအဲ့ဒီ substance ရဲ့တဘာဝပေါ်မှာမိကိုမှုရှိတယ်အဲ့ဒီ substance ထဲမှာပစ္စည်းထဲမှာ free electron တွေအများကြီးရှိရင်အဲ့ဒါကိုလျက်ကူးပစ္စည်း free electron တွေလွတ်လပ်စွာရှိနေတဲ့ electron တွေအများကြီးရှိရင်လျက်ကူးပစ္စည်း conductor လို့ခေါ်ပြီးတော့ free electron လုံးဝမရှိဘူးဒါမှမဟုတ်နည်းနည်းလေးပဲရှိနေမယ်ဆိုရင်တော့အဲ့ဒီပစ္စည်းကို insulator လို့ခေါ်ပါတယ်လက်ကပစ္စည်းလို့ခေါ်တယ် ဒီပုံမှာလည်း insulator နဲ့ဒီမှာ electronic စီးနောင်ထားတဲ့ပုံ insulator ပုံကိုပြထားခြင်းပဲဖြစ်ပါတယ် Metals are good electrical conductor some of their electrons are so loosely held to their atom that they can pass freely from atom to atom these free electrons make matter good conductors most non-matter conduct electricity poorly or not at all although carbon is exception material လျှက်စစီကူးမှုအားကောင်းတဲ့အက်တမ်ထဲမှာရှိတဲ့ electron တချို့ဟာကြတော့ရောရဲစွာစီးနှောင်ထားမယ်ဆိုရင်သူတို့ဟာအက်တမ်တစ်ခုအနေနဲ့တစ်ခုကိုလွတ်လွတ်လပ်လပ်ကူးပြောင်းနိုင်တယ် pass လုပ်နိုင်တယ်ပေါ့နော်အဲ့ဒီအခါမှာ free electron တွေဟာအဲ့ဒီ metal ကိုလျှက်ကူးပစ္စည်းအဖြစ် ပြုလုပ်ပေးတယ်လျှက်ကူးပစ္စည်း good conductor အဖြစ်ပြုလုပ်ပေးတယ်အဲ့တော့ဒီမှာ non metal တွေကကြတော့ နမ်းမတဲ့အများစုဆိုတာတတုမဟုတ်တဲ့ပစ္စည်းအများစုကတော့လျှက်စစ်စီးကူးမှုအားနည်းတယ်လုံးဝမစီးကူးနိုင်ဘူးကာဗွန်ကလွဲလို့ပေါ့နော်ဟော in insulator all the electron are held tightly in position and unable to move from atom to atom insulators are material that hardly conduct electricity although the electron are not free to move in insulators they can be transferred from one object to another မြက်ကပစ္စည်းတွေမှာရှိတဲ့ electronic အားလုံးဟာနေရာမှာပဲတင်းတင်းကြပ်ကြပ်စီးနှောင်ထားတယ်။စီးနှောင်ထားခြင်းခံရတဲ့အတွက်တနေရာနဲ့တနေရာကိုရွေးဖို့သူကခက်ခဲတယ်။အဲ့တော့လျှက်ကာတွေကတော့လျှက်စစ်စီးကူးမှုကိုခက်ခဲစေတဲ့ ခက်စေတဲ့ပစ္စည်းတွေပေါ့နော်အဲ့တော့ insulator တွေထဲမှာတော့ electron တွေဟာလွတ်လပ်စွာမရွတ်နိုင်နေပေမဲ့လည်းဝတ္ထုတစ်ခုကနေအခြားတစ်ခုကိုတော့ကူးပြောင်းနိုင်တယ်ဒီမှာ insulating material တွေနဲ့ဒီမှာဟိုဒီ insulating ceramic တွေနဲ့ fine ceramic ကလေးတွေကိုပြထားတာပါဒီမှာ battery ကနေပြီးတော့ဓာတ်ခဲလေးနဲ့မီးသီးလေးနဲ့ဆက်ထားတဲ့ပုံလေးတွေကိုလေ့လာကြည့်လို့ရပါတယ် some substance which contain a moderate amount of free electrons are called semiconductor such substance are neither conductor nor insulator silicon and germanium are widely used as semiconductor ဟောတချို့ပစ္စည်းတွေမှာကြတော့ free electron တွေကတင့်တင့်မြတာတဲ့ပမာဏပဲပါတယ်အဲ့ဒီပစ္စည်းတွေကိုတော့ဒပိုင်းလျက်ကူးပစ္စည်း semiconductor လို့ခေါ်တယ်အဲ့တော့အဲ့ဒီပစ္စည်းတွေဟာ အဲဆီမီကွန်တက်တာတွေကကြတော့သူကလျက်ကူးပစ္စည်းလည်းမဟုတ်သလိုလျက်ကာပစ္စည်းလည်းမဟုတ်ဘူးကွန်တက်တာလည်းမဟုတ်သလိုအင်ဆူလေတာလည်းမဟုတ်ပါဘူးဆီမီကွန်တက်တာတွေကအဲ့တော့ဆီလီကွန်နဲ့ဂျာမေးနီယံတတုတွေအမျိုးအစားတွေကတော့ဆီမီကွန်တက်တာဖြစ်တဲ့ကြဲကြဲပြန့်ပြန့်အသုံးပြုတဲ့ဆီမီကွန်တက်တာဖြစ်အသုံးများတာကိုတွေ့ရမယ်ဆီလီကွန်နဲ့ဂျာမေးနီယံဒီမှာလည်းပုံလေးတွေမှာလည်းပြထားပါဗျာဆီလီကွန်နဲ့ဂျာမေးနီယံရဲ့တန်ပုံစံလေးတွေ metal such as gold silver copper brass aluminum etc are good conductor non metal such as plastic glass rubber wax quartz etc are insulator transistor and other electronic component are made from semiconductor သတ္တုတွေဖြစ်တဲ့ရွှေငွေကြေးနီကြေးဝါအလူမီနီယံစတဲ့သတ္တုတွေကတော့ လျက်ကူးကောင်းတဲ့ပစ္စည်းတွေဖြစ်ပါတယ်ဂုတ်ကွန်တက်တာတွေဖြစ်သလိုတတုမဟုတ်တဲ့ပလတ်စတစ်တွေဖန်တွေရာဘာတွေဖျောင်းတွေသလင်းတွေစတာတွေကတော့လျက်ကပစ္စည်းအင်ဆူလေတာပဲဖြစ်ပါတယ်နောက်ထရန်စစ်တာနဲ့တခြားလျက်စစ်တော့နဲ့လျှက်စစ်ပစ္စည်းအစိပ်ပိုင်းတွေပေါ့အဲ့ဒါတွေကိုတော့သူကဆီမီကွန်တက်တာတွေနဲ့ပြုတ်လုပ်ထားတာပဲဖြစ်ပါတယ်ဒီပုံလေးတွေမှာလည်းဒါအင်ဆူလေတာတွေ ကွန်ဒက်တာတွေနောက်ဆီမီကွန်ဒက်တာတွေကိုဒီမှာပုံလေးတွေနဲ့ပြထားပါဗါးမင်းတို့လေ့လာကြည့်လို့ရရပါတယ်เนาะဒီချဲဒီနေ့တင်မဲ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူး